24နှစ်ပြည့်မွေးနေ့ပါဟုတ်ကဲ့ပါမွေးနေ့ဆိုကိုမွေးထုတ်ပေးလိုက်တဲ့အမေကိုတော့အဲတတိယဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့ကိုဟိုခက်ခဲတယ်ပေါ့နော်ပုံမှန်ယောက်ျားလေးမိန်းကလေးမွေးရတယ်ကိုလိုမိန်းဖြာတယောက်ကိုမွေးရတာပိုခက်ခဲတယ်ပတ်ဝန်းကျင်ရဲ့အဲပြောဆိုထန်နေခံရတယ်နေသား6နေပြီဆိုရင်ကိုအဲအမေကကြာလူတစ်မျိုး6လဲ6မစီကောင်းတယ်ငါသား6နေတော့ပိုတော့ကောင်းတယ်ငါနာကတ်တာပေါ့ပြီးရင်ငါသားလေးကလိမ်ပါရှာသမီးငါ့ကိုအကုန်အပ်တာသူများနဲ့မတူဘူးဆိုတော့အမေကအမြဲဂုံယူရတဲ့အမေမျိုး 24နှစ်ပြည့်မွေးနေ့ပါဟုတ်ကဲ့ပါအဓိကတော့ NEC မှာပေါ့နော်အဲဆောင်းရှာရေးစင်တာမှာကျွေးချင်တယ်သူ့ကိုကိုလိုင်းမြဆိုးကနေပြောဖိတ်လိုက်တယ်ပေါ့ပွဲတစ်ပွဲကိုဒီမှာလာတော့အဲ့လိုညနေစာကျွေးရလေကျွေးတော့အော် PT ဖြစ်တယ်ပေါ့နော်ငါမွေးနေ့ကြလို့ရှိရင်ဟိုကုံနာချင်းတူတူတော့အကျိုးရှိတဲ့နေရာလေးမှာသူတို့လူချင်းတယ်ပေါ့လေလူချင်းတော့ဒီနေရာလေးကိုအကုန်နဲ့ join ပြီးတော့ အာလှူပစ်တာပါဟုတ်ခက်ခဲတွေအများကြီးဖြတ်တန်းရတယ်ဒီနှစ်မှာအရန်ကိုပင်ပန်းနေပေါ့နော်ဒါပေမဲ့အဲသူဒီလိုမွေးနေအလူလေးလုံးမယ်ဆိုတော့သူ့ကိုပြောလိုက်တာနဲ့သူ့ကိုချစ်တဲ့မိတ်ဆွေပေါ့နော်ဘိုးဆက်လေးရွှေပုထောပတ်ထမင်းရဆိုလို့ရှိရင်လည်းဒါဒီเจ้ามาไอ้เนี่ยลาတော့ตุลาในนี่มาคลีบาซาจินเลยสอมาลาชังกอนเนี่ยกะจิไก่ซามั้ยสออันเนี่ยกะจิไก่นี่ป่วย200ซาซีซั่นผิดတယ်ပြီးတော့ရှင်သူအဲ့ဒါဟဲ့နောက်ထပ်ရေခဲမုတ်လဲစားရတယ်ရေခဲမုတ်ကလေးစီစဉ်ပေးပါအောင်ကလေးတို့ကျွေးကျင်တယ်ဆိုတော့အဲ့နဲ့ ကိုမသက်လည်းစီစဉ်ပေးမယ်ဆိုဖုံးစိုက်တော့အဲရေခဲမို့ချင်းပါရလဲမတူလူမာလာနှုတ်မယ်ဆိုခွတ်သုံးတာနှုတ်မယ်ရေခဲမို့ခွတ်သုံးတာနှုတ်မယ်ဆိုအလူရပြဒီနေ့ဆိုလို့ရှိရင်လည်းကုချီအောင်တို့တွေအနီပေါက်တို့တွေပြီးလို့ရှိရင်လှဲတဲ့ညဉ့်ညံအာပြီးလို့ရှိရင်အဆိုင်လာပြီးတော့ကပေးကြတယ်မိတ်ဆွေတွေအကုန်လုံးလည်းလာကြတယ်ဦးကြီးတို့တွေတကယ်အားလုံးဝိုင်းဝန်းပြီးတော့ပျော်ရပါတော့အမမတ်သူ့လုပ်တဲ့အလူလေးကတေးတေးလေးပဲဒါပေမဲ့အားလုံးဝမ်းရံပြီးတော့ပေါ့နော်ပုံကြည့်နူးပြီးတော့ပီတိဖြစ်ရပါတယ်သမီးရဲ့ဒီပွဲရကြတော့ကိုယ်တင်ငယ်ချင်းတဆရာလေးလည်းဖြစ်နေတဲ့ခါကျတော့မလာလို့မရဘူးနော်အားကြောင့်ကလေးတွေလည်း အားပြင်းနေတယ်သူသူလည်းအားပြင်းနေလားမတူကြရောအရင်ကိုနဲ့ညီမရဖြစ်နေတော့ဆိုလေအဲဆိုင်နဲ့ဆရာတူညီမရဆိုတော့အဲမွေးနေ့ပွဲလေးလုပ်မယ်တဲ့အဆိုင်ရေးတယ်ဆိုတော့ကပ်ပြီးတော့နောက်တစ်မဲ့ကလေးတွေလည်းပြောအောင်ဆိုတော့ဆိုင်နဲ့ကပ်ပြီးတာပါဒီနေ့ကတော့မမက်သူ့ရဲ့မွေးနေ့အကျိုးပေါ့နော်အဲ NAC Center ပေါ့နော် NAC Center ကိုရောက်နေတာပါရှင် NAC ကကြတကုံရှိမှာနော်တကုံရှိပိုင်းမှာပါဟုတ်ကဲ့ပါဟုတ်အော်အမေပေါ့အမေကတော့မွေးနေ့ဆိုကို့မွေးထုတ်ပေးလိုက်တဲ့အမေကတော့ အဲတတိယဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့ကိုဟိုခက်ခဲတယ်ပေါ့နော်ပုံမှန်ယောက်ျားလေးမိန်းကလေးမွေးရတယ်ကိုလိုမိန်းဖြာတယောက်ကိုမွေးရတာပိုခက်ခဲတယ်ပတ်ဝန်းကျင်ရဲ့အဲပြောဆိုထန်နေခံရတယ်နှစ်သား6နေပြီဆိုရင်ကိုဒါအမေကကြာလူတမျိုး6လဲ6မစီကောင်းတယ်ငါသား6နေပိုတော့ကောင်းတယ်ငါနာကတ်တာပေါ့ပြီးရင်ငါသားလေးကလိန်ပါရှာသမီးငါ့ကိုအကုန်အပ်တာသူများနဲ့မတူဆိုတော့အမေကအမြဲဂုံယူရတဲ့အမေမျိုးအဲ့လိုအမေမျိုးရှိလို့လဲကိုကဒီလိုမျိုးလုပ်ငန်းတွေကိုကောင်းမွန်ပိုလုပ်နိုင်ရဲ့အဲပိုတောက်ပနိုင်တယ်ပေါ့နော်အမေကတော့အမြဲသတိရပါတယ် ်ကုလေးရလည်းသူတွေမမောင်လေးတချင်းနေဆိုရဲသပင်ညက်တွေပါလဲလွတ်တယ်ဆိုတော့အမေရောကဒီ LGBT တွေပါတွေကိုထက်ချစ်ကိုချစ်တတ်တာမင်းမချားလေးကိုဟိုပြီးတော့ကိုကိုရိုင်ကလည်းအိမ်မာလာပြီဆိုတငယ်ချင်းလေးဆိုအရန်ပြောလင်းလင်းလို့ဆိုရင်ငယ်တဲ့အိမ်မာပဲနေကြရလေ၁၀တန်းတောက်တတ်တော့လဲအမေကိုဆိုအနောက်လိုက်စားလိုက်အမေကစားလိုက်နောက်လိုက်အမေကအဲ့လိုပျော်ပျော်နေတဲ့ထဲမှာလည်းပါတယ်ချစ်တတ်တဲ့ထဲလည်းပါတော့ဟို LGBT ဖြစ်လဲတော့ခုံယူနေရပဲမဖြစ်လဲဘာမှမဖြစ်ဖြစ်လဲဘာမှမဖြစ်ဘူးအဓိကဖြစ်ပြီဆိုရင်လည်းသူအကောင်းဆုံးဘယ်လိုပြုစုပြောင်းထောင်ပေးရမလဲဆိုရဲသူ့ရဲ့ mindset ရှိတယ်အဲ့တကြောင့်ကိုလည်းဒီလိုမျိုး ဖြစ်တာပေါ့နော်တချို့ရရှိရကျမသားလေး6နာမသိဆိုအလားကသိတယ်အမေရကအသိဆုံးပဲကိုသားစိတ်ကိုအသိဆုံးပဲငငယ်လေးကသူဆိုလက်ကင်မလေးတွဲလောင်းတွဲလောင်းနဲ့ရှောက်သွားနေတယ်သိပြီးသားသူတို့ဒါပေမဲ့သူတို့စိတ်ကိုအကောင်းဆုံးပြင်ဆင်တတ်တာပေါ့နော်ပြင်ဆင်တတ်တာပေါ့ဘာလို့တော့အမေရီနဲ့သားရီသမီးတွေကပို့ပြီးစိတ်ချင်းအယမ်းနေတယ်အမေဆိုကိုဘာပြောချင်လဲဆိုတာအယမ်းသိတယ်ကိုမျက်နှာလေးကြည့်လိုက်တာနဲ့သူဘာဖြစ်နေတယ်ဘာလဲဆိုတာကိုကပါးစားထုတ်ပြောစရာမလို့အဲ့တကြောင့်သိပါတယ်အမေရီကဟုတ်လူဖြစ်တယ်ဆိုတော့သူ့ရဲ့ခံယူချက်ကကျေးဇူးတရားတိတတ်ရမယ်ဒါအမေဆိုကိုပေါ်ကောင်းတယ်မိုးဆိုးမဘွားနဲ့ အဲဒီသားတယောက်တည်းကိုရှာဖွေကြွေးမွေးခဲ့တယ်အဲ့တော့ကြောင့်သူ့ရဲ့ဆန္ဒတွေသူ့ရဲ့ဖြစ်ချင်တာတွေကကိုဘွားရဲ့နံပါတ်၁ပါပဲဟုတ်အမေကဂုံလာပေါ့အဲ့လိုမမယောက်ရှိမှအလုပ်ရတော့လဲအဲ့လိုတပတ်ကို9000ရတယ်လေရတော့အိမ်တရားလို့အိုက်ကက9000တော့တော်တော်ကြီးသုံးရတယ်နော်9000ရတော့သုံးတော့အမေကအပ်ပြီဆိုအမေကပျော်တာပျော်ပြီးတရက်ကွက်လုံးသွားပတ်ပျော်ရတယ်အဲ့လိုအဆိုင်ချင်ချင်ချင်ပြီးငါတာငါ့ကိုပတ်ဆက်နေပေးပြီးအပ်ပြီဆိုမသိရင်သူ့ကိုအပ်လိုက်တာလေ3000 3000အပ်တယ်လို့မျိုးလိုက်ပြောအဲ့9000လေအဲ့ဆိုတော့ အမေဆိုတာကိုယ့်ရဲ့အမာခံပြိတ္တာကိုယ့်ရဲ့အမာခံဟီးရိုးပဲဘဝမှာဖြစ်စီပဲကျင်တာပေါ့အခုဆိုရခါကြရဟိုဖျားဝူတွေပို့ကျင်တယ်အခုလိုပဲကိုနိုင်ငံသားတောင်းရင်သူ့လည်းရောက်စေခြင်းတယ်သူ့ဘဝရအရန်ပင်မန်းခဲ့တယ်ပိတ်ဆက်ခဲ့ရတယ်အဲ့ဒါမတန်အောင်ပေါ့နော်ဆုံးသွားတယ်အဲ့တော့ခုပေးခြင်းဒါမဲ့အဲပြောချင်တာတော့ကိုလိုပဲနောက်တာမရှိပါစေနဲ့ပေါ့နော်ကိုရီးယားတော့လည်းချီတော့လည်းအတ်တယ်ဒါမဲ့အမေကအသက်ငယ်ငယ်နဲ့လောကကြီးကထွက်သွားခဲ့ရတယ် ဆိုတော့တာဝန်မကျေဘူးတော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုရှိတဲ့အချိန်မှာပြုစုပါဆောက်ရှောက်ပါဟုတ်အော်မွေးနေ့မှာတော့သူကဟိုဖျားတရားပဲလုပ်မယ်အဲ့နေ့ကျအမေတော့ကိုကုသိုလ်ကောင်းမွေးလုပ်မယ်မွေးနေ့မှာသူတောင်းတောင်းအလူတန်းတွေလုပ်ခဲတယ်ဘာလို့လဲဆိုတော့အဲ့နေ့ကတော့တရက်ကတော့အမေအတွက်နဲ့မိသားစုတွေနဲ့မုတ်သွားစားတယ်ဖယ်ထားတယ်၂၉ရက်နေ့ကျရင်တော့သူဒီစရိတာကျွေးပါမယ်ဟုတ်အဲ့လိုလည်းမပေါဘူးငယ်တော့ကသာလိုချင်တာအသက်ကြီးတော့လည်းသိရမလားတကယ်ပြောရင် ပစ္စည်းတခုတန်ဖိုးကလည်းနေတာမဟုတ်ဘူးလေအဲ့တော့လေလက်ဆောင်တွေကလည်းမလိုချင်ဘူးအဓိကဘာပဲလိုချင်လဲဆိုတော့ချစ်ချင်းမြတ်တာတရားပဲလိုချင်ပါလေခုနကလိုမျိုးကိုအလူလုံးမယ်ကိုဝင်းရင်ပေးကြအရန်ပီတီဖြစ်တယ်အဲ့ဒါလက်ဆောင်တက်ကိုအများကြီးတန်ဖိုးရှိတယ်ဟုတ်အဲအဓိကတော့အဲ့လိုလိုအပ်တဲ့နေရာလေးတွေမှာကွက်လက်ကလေးတွေဖြစ်မယ်ပေါ့နော်ကွက်လက်လေးတွေကိုနိုင်တဲ့လောက်ပေါ့ကွက်လက်ဒါရဘလောက်မှမဟုတ်ပါဘူးသူတို့လည်းဒါနိုင်တဲ့လောက်ကလေးကိုပဲတဲတဲ့ပွင့်လေးပေါ့ပအဝင်ကူညီခွင့်ရအောင်လူချင်းလို့ရှိရင်လည်းဒီ NAC ကူညီဆောက်ရှောက်ရေးစင်တာမှာလာလူကြပါတိုက်တွန်းပါတယ်လိုအပ်ချက်တွေကနေတိုင်းရှိနေလူ၂၀၀စာဆိုတာလွယ်တာမဟုတ်မနက်၂၀၀ညနေ၄၀၀စာတော့ အဲ့တော့တဲတဲ့ဖွင့်အဖြစ်ပါဝင်ကြပါဦးလို့ဟုတ်အာသူ့ရဲ့မွေးနေ့မှာပေါ့နော်ကိုယ့်ရဲ့ပြန်စုပေးလိုက်တော့မယ်အားလုံးနေကောင်းကြပါစီးပွားတို့လက်ရွှဲနိုင်ပါစေစိတ်ချမ်းသာကိုကြပါပါစေလို့ဟုတ်